အားလုံးပဲမင်္ဂလာပါဒီနေ့မှာတော့ Google ကနေအလကားပေးထားတဲ့အသုံးဝင်ဆုံး feature တွေကို ပြောပြပေးသွားမှာဖြစ်ပါတယ်ဒီ Google ကနေပေးထားတဲ့ feature တွေဟာအလန်းစားတွေဖြစ်လို့မတိသေးဘူးဆိုလို့ရှိရင်လည်းတစ်ချက်တော့တော့ကျွန်တော်နဲ့အတူလိုက်ပါပြီးတော့နားထောင်ကြည့်နေချင်ပါတယ်ဖုန်းအသုံးပြုသူတိုင်းအင်တာနက်အသုံးပြုသူတိုင်းဒီ Google feature တွေကိုမတိမဖြစ်တည်ထားဖို့လိုအပ်နေပါတယ် ဘာကြောင့်လိုအပ်လဲဆိုလို့ရှိရင်စမတ်ဖုန်းတွေကွန်ပျူတာတွေနဲ့အင်တာနက်အသုံးပြုရတဲ့ဒီပိုက်တိုင်းမှာ Google ကနေပေးထားတဲ့ feature တွေကို အသုံးပြုထားလို့ပဲဖြစ်ပါတယ်။ဒီ video လေးကိုကြည့်ပြီးသွားလို့ရှိရင် Google ကနေပေးထားတဲ့စာပေတွေကို professional ကြကြအသုံးပြုတတ်သွားမှာဖြစ်လို့ကျွန်တော်နဲ့အတူ like ပါပြီးတော့ကြည့်ရှုပေးစီချင်ပါတယ်။နံပါတ်1 feature ကတော့ Google Search ဖြစ်ပါတယ်အစင်းမြင့် AI ဆက်အင်ဂျင်ဖြစ်ပါတယ် Google ဆက်ဆိုတာအင်တာနက်မှာခြားပြဖို့အတွက်အကောင်းဆုံးနဲ့စမတ်ကြဆုံးဆက်အင်ဂျင်ဖြစ်ပြီးတော့တခြားသောဆက်အင်ဂျင်များထက်ကောင်းမွန်တဲ့ရလဒ်ကိုထုတ်ပေးနိုင်တာလူတိုင်းသိပဲမို့မသိသေးဘူးဆိုလို့ရှိရင်ဆက်အင်ဂျင်ကို အသုံးပြုပြီးတော့လေပုံမူတိကျတဲ့ရလဒ်တွေကိုခြားပွေကြည့်စေချင်ပါတယ် Google Search မှာတော့ keyword search ဆိုတဲ့ search box ထဲမှာ keyword တွေကိုရိုက်ထည့်ပြီးတော့ရှာလို့ရတဲ့ feature ပါပါတယ်ဒုတိယအနေနဲ့ကတော့ white search ဖြစ်ပါတယ် google white ကို on ထားပြီးတော့ okay google လို့ရှာပြီးတော့ကိုကနေပြီးတော့တခုရှာခြင်းလဲဆိုလို့ရှိရင် white command ပေးပြီးတော့ရှာဖွေလို့ရပါသေးတယ် item ထူးခြားတာတော့ image search ဖြစ်ပါတယ် ကိုယ်စီမှာရှိတဲ့ဓာတ်ပုံတွေကို Google ကိုဒီဓာတ်ပုံတွေရာဆိုလို့ရှင်ဘယ်နေရာမှာတွေ့ဘူးတော့ဘယ်နေရာအပင်နေတော့စသဖြင့်အကြောင်းအရာတွေကိုဓာတ်ပုံပြပြီးတော့လဲမေးလို့ရပါသေးတယ်။ Google ရဲ့နောက်ထပ်ကောင်းမွန်တဲ့ feature တစ်ခုကတော့ real time search ဖြစ်ပါတယ်။လူချင်းမင်းတို့အနေနဲ့ကိုယ့်ရဲ့ပတ်ဝန်းကျင်မှာရှိတဲ့ weather အခြေအနေတွေ မိုးလီဝတ်တအခြေအနေတွေအချိန်ကြီးနေ့ရက်တွေ stock share တွေ yield reset တွေအင်္ဂါသားပွဲ reset တွေစသဖြင့်တခြားများစွာသောအချက်လက်တွေကိုလည်း real time အနေနဲ့ Google Search မှာရှာလို့ရပါသေးတယ်။ Pro tip အနေနဲ့ကတော့ Google Search မှာဆိုလို့ရှိရင် special character လေးတွေနဲ့ထည့်ပြီးရှာလို့ရှိရင်ပုံမူတိကျတဲ့ reset လေးကိုရရှိနိုင်ပါတယ်။ အထူးသဖြင့်လူကြီးမင်းတို့မှာဆိုလို့ရှိရင် website တခုတည်းရ data တွေကိုကိုကနေပြီးတော့ဆွဲထုတ်ပြီးရှားကျင်တာလားဒါမှမဟုတ်ရုပ်ရှင်ကားတွေကိုရှားကျင်တာလားဒါမှမဟုတ် PDF file တွေကိုရှားကျင်တာလားစသဖြင့်အဲ့လိုမျိုးတိကျတဲ့အရာတွေကိုအသုံးပြုရဆိုလို့ရှိရင်ဒီ protect အနေနဲ့ special character လေးသုံးပြီးရှားတာအကောင်းဆုံးပဲဖြစ်ပါတယ် နံပါတ်1ဖြစ်ကြတော့ Google Lens ဖြစ်ပါတယ်ဒီ Google Lens ကတကယ်ကို game changer feature တစ်ခုပဲဖြစ်ပါတယ်အရန်အသုံးဝင်ပါတယ်စာသားတွေကို scan ဖတ်ပြီးတော့ translate လုပ်မလားအင်္ဂလိပ်စာကိုမြန်မာဘာသာ ပြန်ပြီးအတွက်ဆိုလို့ရှိရင်ဒီ Google Lens service ကိုအသုံးပြီးတော့ဘာသာပြန်လို့ရပါတယ် ကိုကြိုက်တဲ့ဘာသာကိုရွေးပြီးရောဘာသာပြန်လို့ရတဲ့အတွက်ကြောင့်မလို့လူချင်းမင်းတို့အပြင်နဲ့တခြားကိုကနေပြီးရောဘယ်လိုမျိုး language ပဲမဆို Google ကနေပြီးရော translate လုပ်ပေးနိုင်ပါတယ်။ထပ်ပြီးထူးခြားတဲ့အဲ feature လေးကတော့ဒီ Google လမ်းအနေပြီးရောကိုလိုချင်တဲ့ device ကိုဓာတ်ပုံရိုက်ပြီးရော shopping ထွက်လို့ရသည်။ဒီ PC ကိုဘယ်မှာဝယ်လို့ရမလို့ Google ကနေပြီးရောလူချင်းမင်းတို့ကို လမ်းညွှန်ပေးပါလိမ့်မယ်ပြီးလို့ရှိရင်ဒီ Google လက်အနေနဲ့ဘာကုတ်တွေစကန်ဖတ်တာတွေကိုလည်းလုံဆောင်ပေးလို့ရပါသေးတယ်နောက်တစ်ခုကတော့ Google Drive Free Cloud Storage ဖြစ်ပါတယ် Google Drive ကဆိုလို့ရှိရင်အခမဲ့ cloud storage ဖြစ်ပါတယ်အချက်အလက်တွေဓာတ်ပုံတွေစုံစုံမှကြောက်တဲ့လူတွေအတွက်အကောင်ဆုံး နီလန်တစ်ခုဖြစ်ပါတယ်အခမဲ့ story အနေနဲ့15ကပါဝင်ပြီးတော့ဓာတ်ပုံတွေ file တွေ video တွေကို ပိန်လို့ရတဲ့အတွက်ဖုံးပြက်ပြီး laptop ပြက်ပြီးတော့အချက်လက်တွေစိုးရင်မှမပူရတော့ပါဘူး real time collaboration ရပါတယ်ဒီ Google Drive မှာရှိတဲ့ဒီ feature တွေကတော့ Google Document တွေ Sheets တွေ slide တွေကိုတပြိုင်တည်းမှာလူတွေအများကြီးကနေပြီးတော့ ပြင်လို့ရပါတယ် update လုပ်လို့ရပါတယ်အဲ့ဒီအတွက်ကြောင့်မို့လို့ကိုက internet ရှိုံနဲ့လူတွေအများကြီးကနေတပြိုင်တည်း information တွေကို update လုပ်လို့ရတယ်အကျိုးကျေးဇူးကိုရရှိပါတယ် Google Drive မှာပါတဲ့နောက်ထပ် feature တွေကတော့ online access ဖြစ်ပါတယ်လူကြီးမင်းတို့ရဲ့ file တွေကို offline အနေနဲ့ကိုယ့်ရဲ့ computer ထဲမှာလည်းသိမ်းထားလို့ရပါတယ် internet မရှိလဲအသုံးပြုလို့ရပါတယ် တတိပေးချက်အနေနဲ့ကတော့ဒီ Google Drive ဆိုလို့ရှင် Gmail Photo နဲ့ဒီအချက်လက်လေးဒိင်းနဲ့ Drive Storage အားလုံးပေါင်း 15GB ရပါတယ်15 GB ထက်ပိုပြီးတော့ကိုယ်ကသုံးချင်တယ်ဆိုလို့ရှင် တော့ပတ်စံပေးပြီးထပ်ဝယ်လို့ရပါတယ် USD 2ဒေါ်လာလောက်အသုံးပြုလိုက်လို့ရှင်100 GB ကိုလစဉ်အသုံးပြုလို့ရပါသေးတယ် အဲ့ဒီအတွက်ကြောင့်မလို့ဒီ Google Drive ရသလိုရှင်အချက်လက်တွေအရေးကြီးသိချင်တဲ့လူတွေအတွက်အကောင်းမွန်ဆုံး storage တစ်ခုဖြစ်ပါတယ်နောက်ထပ် feature တစ်ခုကတော့ Google Map ဖြစ်ပါတယ် Google Map ဆိုလို့ရှင်နေရာတိုင်းကိုလမ်းမအောင်လမ်းမမအောင်လမ်းညွှန်ပြပေးလမ်းညွှန်စနစ်ဖြစ်ပါတယ် ခီးသွားတဲ့လူတိုင်းအရဆိုရင်ဒီ feature ကိုမဖြစ်မနေအသုံးပြုဖို့လိုအပ်ပါတယ် Google Map ဟာတိုင်ဝမ်ကလုံးဟာသွားလာသွားလာရေးလမ်းကြောင်းတွေကိုမြေပုံတစ်ဖွဲရေးဆဲထားလို့ဘယ်နေရာဝဲသွားသွားမရှိမဖြစ်အသုံးပြုရတဲ့ feature ပဲဖြစ်ပါတယ် Google Map မှာဆိုလို့ရှိရင်အရေးကြီးတဲ့ feature လေးတွေပါဝင်ပါတယ် Google Map ရဲ့ light traffic ကဆိုလို့ရှိရင် လူချင်းမျိုးတို့သွားတဲ့လမ်းကြောင်းမှာ ရှိတဲ့ နေရာတွေမှာဘယ်နေရာတော့ဖြင့် traffic တွေ jam ဖြစ်နေအောင်ဘယ်နေရာတော့ဖြင့်အဆင်ပြေနေအောင်ဘယ်နေရာကိုသွားရင်တော့အချိန်ဘယ်လောက်ကြာမလို့စသဖြင့်အကွာဝေးအတိုင်းတိုင်းတွေကသူကပြပေးနိုင်နေတဲ့အတွက်ကြောင့်မလို့ Google Map မှာအရန်ကိုအသုံးဝင်နေ feature ဖြစ်ပါတယ်ကဘာပတ်နေတဲ့လူတွေအတွက်ကတော့ Google Map ဟာမရှိမဖြစ် application တစ်ခုဖြစ်ပါတယ် Google Map မှာပဲ online map ဆိုတဲ့ feature လေးရှိပါသေးတယ် လူချင်းမင်းတို့ဟာဆိုလို့ရှိရင်အင်တာနက်မရှိတဲ့နေရာကိုသွားမယ်ဆိုလို့ရှိရင်ပထမအဆုံးအနေနဲ့ Google Map ကို offline map အနေနဲ့ download ဆွဲထားမယ်ဆိုလို့ရှိရင်အင်တာနက်မရှိပေမဲ့လည်း Google Map ကဆိုလို့ရှိရင်အသုံးပြုလို့ရနေမှာဖြစ်ပါတယ် Google Map ရဲ့ common နဲ့အချက်တစ်ခုကတော့ Edge Pro နေရာပိုင်းဆိုတဲ့ feature လေးဖြစ်ပါတယ်ဒီ feature လေးနဲ့အတူကျွန်တော်တို့အနေနဲ့ စားတောက်ဆိုင်တွေဟိုတယ်တွေစည်းကမ်းတွေစီဆိုင်တွေစသဖြင့်ဒီလိုနေရာများစွာကိုရှာဖွေလို့ရတယ်သူမှလည်း rating လေးပေးထားတဲ့အကြောင်းမလို့ဒီစားတောက်ဆိုင်တော့ဖြင့်တင့်တော်တယ်ဒီနေရာတော့ဖြင့်အကောင်းတယ်စသဖြင့်ဟိုပါလို့ရှိရင် rating ကိုကြည့်ပြီးတော့လေဆုံးဖြတ်လို့ရတဲ့အကြောင်းမလို့သွားတဲ့နေရာမှာမှားယွန်းပြီးတော့မကောင်းတဲ့နေရာကိုရောက်သွားမှာမကောင်းတဲ့စားတောက်ဆိုင်ကိုရောက်မှာစိတ်ပူစရာလိုတော့ဘူးပေါ့ သူ့ရဲ့ fan factor အနေနဲ့ကတော့ street view ဆိုတဲ့ feature လေးရှိပါသေးတယ်။ဒီ street view ဆိုတဲ့ feature လေးကတကဘာလုံးကိုဘာကျူရဲ့လှည့်လည်သွားလာလို့ရပါတယ်။ကိုယ်အနေနဲ့ဒီနေရာကိုမရောက်ဘူးသေးဘူးဆိုလို့ရှိရင်ရောက်လဲရောက်ရှင်တဲ့အချိန်ကုန်မှာလည်းပေးချင်ဘူးဆိုလို့ရှိရင်ဘာကျူရဲ့ feature လေးနဲ့ကိုယ်အဲ့ဒီနေရာကိုရောက်သွားသလိုအရင်ဆုံးခံစားကြည့်လိုက်ဖို့ကျွန်တော်အနေနဲ့ကြံပြုချင်ပါတယ်။ နောက်ဆုံး feature လေးကတော့ Google Assistant AI Voice Control ဆိုတဲ့ feature လေးဖြစ်ပါတယ်။ဒီ Google Assistant ဆိုလို့ရှင် Hey Google လို့ခေါ်လိုက်ရုံနဲ့အကုန်လုံးအဆင်ပြေပါမယ်အဆင်ပြေသွားမယ် feature လေးဖြစ်ပါတယ်။ဒီ Google Assistant လေးနဲ့အတူကျွန်တော်အနေနဲ့အလန်းတွေပေးထားလို့ရတယ် reminder တွေကိုလုပ်ပြီးလို့ရတယ်။နောက်တစ်ခုထပ်ပြီးတော့ကောင်းတဲ့ချက်ကကျတော့ YouTube မှာကျွန်တော်အနေနဲ့ တ်စံပေးပြီးတော့ subscribe လုပ်ထားဖို့ဆိုလို့ရှင်ကြော်ညာတွေအများကြီးဝင်နေအဲ့ဒီကြော်ညာတွေကိုလည်းဒီ Google Assistant နေပြီးတော့ command ပေးပြီးတော့ skip လုပ်လို့ရပါသေးတယ်။အဲ့ဒါပြင်ထက်ပြီးတော့ music play မယ်ဆိုလို့ရှင်လည်း music control လည်းလုပ်လို့ရပါတယ်။ကိုယ့်ရဲ့အိမ်မှာ smart home control ထည့်ထားတယ်ဆိုလို့ရှင်လည်းဒီ Google Assistant နဲ့ချိန်ပြီးတော့ smart home control ကိုလှမ်းပြီးတော့ white command နဲ့ဖွင့်ခိုင်းပိတ်ခိုင်းတာတွေ ုမန်းပေးပြီးလုံဆောင်တာတွေကိုလည်းလုပ်လို့ရပါသေးတယ်။ Google Assistant ဆိုရင် လူချင်းပြီးရဲ့နာမ Bodyguard တယောက်လို Secretary တယောက်လို့လုံဆောင်ပေးမှဖြစ်တဲ့ကြောင့်မလို့အရန်ကိုအသုံးဝင်တဲ့ feature လေးဖြစ်တဲ့ကြောင့်မလို့ Google Assistant ကိုမဖြစ်မနေ လူချင်းပြီးရဲ့ဖုန်းမှာ on ထားသင့်ပါတယ်။ ျွန်တော်ရဲ့ဗီဒီယိုလေးကတော့ဒီလောက်ပါပဲလူချင်းမင်းတို့အနေနဲ့ကျွန်တော်ဗီဒီယိုလေးကိုကြည့်နေတဲ့လေဆိုလို့ရှင်ကျွန်တော်ရဲ့ page လေးကို like and subscribe လေးလုပ်ဆောင်ပေးသေးချင်ပါတယ်အားလုံးကိုပဲကျေးဇူးအထူးတင်ရှိပါတယ်